ားလုံးပဲမင်္ဂလာပါရှင်။တရက်12လ2025အတွက်ကိုအာ 3D ကြီးဆိုင်လေးပေါ့နော်။ဒါလေးတွေပြပေးမှာပါရှင်။ပြီးခဲ့တဲ့တစ်ပတ်တုန်းကတော့ဒီကနေပဲစပြီးတော့ပြပေးလိုက်တော့မယ်နော်။အဲ့တော့ပြီးခဲ့တဲ့တစ်ပတ်က69ရှစ်လို့ကြတဲ့ပင်ကနေစပြီးတော့ပြပေးပါမယ်ရှင်။69ရှစ်လို့ထွက်တဲ့ပင်မှာထိတွေ့ကဏ္ဍက3569ရှစ်ဒူရီယာ ရှစ်ခွန်ပထမဆုံးထိထွက်ကနာ9 4 9ဒီ3က3ကိုယူတယ်ဒီ6က6ကိုယူတယ်ဒီ9ကလည်း9ကိုယူတယ်3မတက်နဲ့ပေါင်းတယ်ကနန်း၄လုံးပေါင်းလိုက်တော့3 3ကို2ပွင့်တူတော့9 9ကို4ပွင့်တူတော့9 3ရဲ့ပါဝါရှစ်9ရဲ့ပါဝါ3ည9ရဲ့နှက်ခတ်က6အဲ့ဒီမှာဘာကြခဲ့လဲဆိုတော့1 4 5လို့ကြခဲ့တယ်9တလုံးအပါနဲ့3ညပြိတ်လို့ကြခဲ့ပါရှင် ဲ့တော့1 5လို့ကြားတဲ့ပင်မှာထီထွက်ကနန်းက4 5 8 1 5 2 3 0 0ခုပထမဆုံးထီထွက်ကနန်းက6 3ညာ2ဒီ4က4ကိုယူတယ်ဒီ3ကလည်း3ကိုယူတယ်ဒီ2ကလည်း2ကိုယူတယ်3မှတ်တဲ့ပေါင်းတယ်ကနန်း၄လုံးပေါင်းလိုက်တော့2 2ကို2ပွင့်တိုးတော့၄၄ကို၄ပွင့်တိုးတော့ရှိ2ရဲ့ပါဝါခွန်၄ရဲ့ပါဝါကို၈ရဲ့နတ်ခတ်က1ဒီအပင်မှာ2 4 8ခွန်9 1ဒါကတော့ ကြီးလဲကြရတဲ့ဗရိတ်လဲကြရတဲ့အပီးပေါက်လဲကြရပါတယ်ရှင်အဲ့တော့ဒီအတွက်နီးလေးကတော့အမြဲတမ်းတင်ပေးနေကြဆိုတော့လူတိုင်းသိနေပါပြီအဲ့အတွက်နီးလေးကိုသိချင်လို့ရှိရင်တော့အခုတွေ့ပြတဲ့အတိုင်းလေးအပေါ်မှာလည်းပြန်တွေ့ကြည့်လို့ရပါတယ်ရှင်ဒါကတော့ကြီးတွေထိတ်တွေဗရိတ်တွေအကုန်ကြရပါတယ်အပီးပေါက်လဲထွက်တတ်ပါတယ်ရှင်အရင်နှစ်တည်းကဆိုလို့ရှိရင်အရင်ဒီနှစ်ထဲမှာပါပဲအပီးပေါက်ထွက်တဲ့ပင်ကြီးလဲအများကြီးရှိပါတယ်ရှင်အဲ့တော့ဒီတစ်ပတ်မှာတော့ ဒါတနှစ်စာမန်ပါဂရုဗိုက်ပါတွေမှာတော့တနှစ်စာဂရုမှာတော့ပရနီဆိုင်ပါအကုန်လုံးပို့ထားပြီးပါပါပြီမန်ပါတွေစီယူတနှစ်စာမန်ပါတွေစီယူတော့လေးလုံးအပီးပေါ့ဒီတပတ်မှာတော့ဒါစောင့်နေခွင်ပေါ့နော်စောင့်နေခွင်လေးတစ်ခုပေါ့အဲ့တော့ခွင်စောင့်လေးတစ်ခုမှာလေးလုံးအပီးပေါက်ဆိုင်ကလေးကိုပို့ပေးထားပါရှင်နောက်ပြီးတော့ကနန်းနှလုံးအတွဲလိုက်အပါပေါ့နော်နှလုံးအပါနဲ့လေးလုံးအပီးပေါက်ဆိုင်ကလေးအဲ့တော့ ထောက်မယ်ဆိုရင်တော့ခဏန်းကတော့ပေးအောင်မယ်ဆိုရင်သူ့ရဲ့တွက်ပင်လေးအတိုင်းပေးအောင်မယ်ဆိုရင်တော့ကြာလာမယ်ဆိုင်ကတော့နှစ်ကွက်သေးပဲအပူနဲ့ဆိုရင်တော့လေးကွက်အဲ့တော့ဒါကတော့တနစ်စာမန်ပါသမားလေးစီမားကတော့ဘိုက်ပါကဒုတွေမှာပို့ပေးထားပါရှင်အဲ့တော့မန်ပါကြီးကတပတ်စာ9000မှာ39 48 18 40လေးမန်ပါကြီးတပတ်စာ9000မှာရှင်25ရက်နေမှာတော့မန်ပါလေးစီကို Viber Messenger နဲ့ Telegram နေပို့ပေးပါမရှင်ဖုန်း message တွေပို့ရတာအဆင်မပြေတဲ့အတွက်ကြောင့် message ကနေယူတဲ့သူတွေဆိုရင်တိတ်တော့အဆင်ပြေမှာမဟုတ်ဘူးအဲ့တော့ Viber လေးတွေကနေပြီးယူပေးကြပါလို့ဟော number တွေကိုလည်းပြောချင်ပါရှင်အခုတနစ်စာ number တွေတချို့ဆိုလို့ရှင် Viber မရှိလို့ message ကပို့ရတာအဆင်မပြေတော့ဗဇက်ကနေပြန်ခေါ်ပေးနေရတာအဲ့တော့ Viber နဲ့ဆိုလို့ရှင်ရင် तू ကဒီဟိုအပူခွားမဟုတ်ရင်ဒီတိရပဲထွက်မယ်ဆိုတဲ့အကွက် အကွက်တရာတွေကနေကိုကြိုက်တဲ့အောက်စားနဲ့ရွေးပြီးတော့ထိုးလို့ရတာလေးတွေပေါ့နော်ကြိုက်တာလေးတွေကိုအခုပြီးခဲ့ဘက်ကဆိုလဲအကွက်တရာထဲမှာဆိုလို့ရှင်လဲပါခဲ့တယ်သူကအပူခွားမဟုတ်ရင်ဒီထက်ထွက်မယ်ဆိုတဲ့ခဏလေးတွေပေါ့အဲ့တော့အဲ့ဒါမျိုးလေးတွေကိုလဲဘိုက်ပါဆိုတော့ပို့လို့ရတာပေါ့ကိုရလာတဲ့အတွက်နီးဆိုင်ကလေးတွေခွင်လေးတွေရှိရင်လဲပို့လို့ရတယ်ဘိုက်ပါဆိုရင်အဲ့တော့ဘိုက်ပါလေးတွေဖွင့်လာပါမှန်ပါလေအားလုံးအဲ့တော့ဘိုက်ပါကနေပြီးတော့ဘိုက်ပါမက်ဆန်ဂျာတက်လီဂရမ်ကနေပို့ပေးလို့ရပါရှင့် အဲ့တော့ဒီတပတ်မှာတော့လေးလုံးအပီးပေါက်ခွင်းကလေးကိုဒါစောင့်နေခွင်းလေးမှုလို့ပေါ့လေထပ်ပေးပါစီလို့တော့မျှော်လင့်ပါတယ်ရှင်အဲ့တော့ပေးအောင်မယ်လို့လည်းထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့စိုက်ကသွားတူနေလို့လေနှစ်စိုက်သုံးစိုက်တူနေတဲ့အတွက်ကြောင့်ဒီလေးလုံးစိုက်ကလေးကတော့အပီးပေါက်ကြမယ်စိုက်ကလေးကိုတော့ပေးလိုက်မယ်လို့မျှော်လင့်ပါတယ်ရှင်အဲ့တော့မပါဝင်မယ်ဆိုလို့ရှင်ရ3948184040ပါဒါကတော့ KPWP အကောင့်နံပါတ်ပါ ဒီဖုန်းနံပါတ်ထဲကို KB နဲ့လည်းလွှဲလို့ရပါတယ်ဝေပေးနဲ့လည်းလွှဲလို့ရပါတယ်ရှင်အကောင့်ထဲကိုဒါတိုင်းလွှဲလို့ရပါတယ်25နဲ့9ရက်နေ့မှာတော့မပါလိစီကဏ္ဍပို့ပေးမှာပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးလည်းအောင်မြင်ကြပါစေလို့ဆုတောင်းပါတယ်ရှင်